အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောမွန်တော့နေလေးတနေ့ဖြစ်ပါစီညာကနေပြီးဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒါကျွန်တော်တို့လက်ရှိမှာလည်းပွဲကြီးပွဲကောင်းတွေလည်းတိတ်မရှိသေးတော့ဒါကျွန်တော်ဒီနေ့ညနေ9:00နာရီမှာ Manchester United အသင်းအကြောင်းကိုဒါကျွန်တော်ရေးသားထားတယ်ဒါ article piece တစ်ခုကိုမှကျွန်တော်ဒါပြန်ပြီးတော့အဲ့ title လေးနဲ့တူကျွန်တော်လည်းပြန်တွေးမိတွေးရလေးကိုကျွန်တော်တစ်ခုပြန်ပြောချင်တယ်ပေါ့နော်အဲ့ဒါကျွန်တော်လက်ရှိအမြင်ပေါ့အဲ့တော့ ဒါကျွန်တော်နည်းနည်းလေးပြောအဲ့တော့လက်ရှိမှာဒီ article piece က slow and steady win the race maybe manchester united has a game ပေါ့နော်အဲ့ဒီ article piece ကကျွန်တော် twitter မှာ submit တော့မှာဒါကျွန်တော်လက်ရှိမှာ tier 1 journalist တွေပါရေးသားတာမဟုတ်ဘဲနဲ့ဒါကျွန်တော်သဘောကျတဲ့ဒါကျွန်တော်တို့ the times sport ကနေရေးသားထားတဲ့တွေတဲ့တယောက်ဒါကျွန်တော်ရေးသားထားခဲ့တာပေါ့အဲ့တော့ slow and steady win win the race but manchester united has a game ဆိုပြီး question mark လေးနဲ့သွားတယ်အဲ့တော့ ဒါအဓိကသူရေးထားခဲ့တဲ့ဥစားကဒါ Manchester United တင်းရဲ့လက်ရှိပိုင်ရှင်တွေဖြစ်တဲ့ Jim Ratcliffe တို့အုပ်စုကဒါကျွန်တော်တို့နီးပြအပြောင်းလဲလုပ်ဖို့အတွက်ဘာလို့အလင်းမလုံလဲဆိုတဲ့ကိစ္စတွေ United လက်ရှိသွားတဲ့ကိစ္စက part of the plan ဖြစ်ပြီးတော့ United အသင်းရဲ့လက်ရှိ meet ပိုင်ရှင်အပြောင်းလဲတွေကလည်းနီးပြခုံနေဘာမှမဆိုင်ဘူးကိစ္စတွေသူနည်းနည်းလေးရေးသားတာအဲ့တော့ तू ကလည်း opinion piece ကိုမှသတင်းလေးနည်းနည်းထည့်ထားတာပေါ့နော် तू က journalist အကြီးတန်းမဟုတ်တဲ့ကြောင့်ဒါ तू ကတော့ opinion piece လို့ပဲ तू တော့တုံးတာအဲ့တော့အဓိကက Manchester United အသင်းနဲ့နည်းနည်းလေးတော့သူများ ይ တဲ့နေတယ်ဒါပေမဲ့ they are going ပေါ့နော်အလက်ရှိမှာတော့ကျွန်တော်အိမ်ဆက်မပြောအောင်အဲ့တော့လက်ရှိသူပြောတဲ့အဥစ္စာကိုကျွန်တော်ကအဓိကခေါင်းစဉ်ယူထားမှာကျွန်တော်ရဲ့အတော့ကိုလည်းကျွန်တော်ထည့်ထားမှာပေါ့နော်အဲ့တော့ Adios အနေနဲ့အခုလက်ရှိမှာ Manchester United အသင်းကိုယင်းနှိမ့်နှံမှုတွေရှိလာခဲ့တယ် Manchester United အသင်းကို Adios ကိုရောက်လာပြီးခဲ့တဲ့ positive ဆန်မှုတွေကပုံများခဲ့ပြီး negative ဆန်မှုတွေနည်းတယ်ပြောချင်တာလက်ရှိမှာ United ကိုရောက်လာကျွန်တော် Adios ကိုအုပ်စုနေတာကျွန်တော်ရုပ်တရက် အခြေအနေရတယ်ကျွန်တော်ကြားလို့တော့အဆင်မပြေပေမဲ့တကယ်အသင်းအတွက်အလုတ်ဖြစ်မဲ့အရာတွေလုတ်ခဲ့တယ်ပြောချင်တာဒါကျွန်တော်လူဘူတွေကိုထုတ်ပစ်ခဲ့တယ်ယူနိုက်တက်အသင်းတွေနဲ့အမြဲတမ်းလူလူအားနေနေကြတယ်ဒါကျွန်တော်လူရောင်းတဲ့နေရာမှာလူရောင်းတဲ့ဆက်ကမှာအများကြီးလူပြခဲ့တယ် ပဲလက်ရှိမှာ United အသင်းမှာဒါအမြဲတမ်းလိုတာငွေကြေးပြဿနာဖြစ်နေခဲ့တဲ့အခြေအနေတခုကို United အသင်းကိုဒီညကနေပြီးတော့ကယ်တင်နိုင်ခဲ့တယ်။အဲ့တော့ဒီညမှာဒါကျွန်တော် United လက်ရှိ Ineos တို့ Ineos အနေနဲ့ဒါခုန top top တိုင်းပဲ slow and steady ဒါကျွန်တော် win the race ပေါ့နော်ကျွန်တော်ဖြည်းဖြည်းနဲ့မှန်မှန်ဒါကျွန်တော်သွားတယ်။ဒါပေမဲ့ဒီညမှာဒါတို့ရဲ့ဖြည်းဖြည်းနဲ့မှန်မှန်မှာပထမပိုင်းမှာစီခါကြီးတောင်းအောင်မယ်။ United လက်ရှိတာကျွန်တော်တို့ဒါ Indos နဲ့ပတ်သက်ပြီးဒါကျွန်တော်ဆန္ဒပြမှုတွေဖြစ်ဖို့အတွက်ကြိုးစားတယ် United အသင်းကဒါလက်ရှိမှာဒါ bonus တွေမပေးလို့ပြုစားတယ်။ဒါပေမဲ့ရုတ်တရက်ကြီးတဲ့အနေအထားမှာဒါရှိခဲ့မယ်။ဒါအတွင်းကြကြဖတ်ကြည့်ရင်ဒါ Indos ကိုဖုတ်ပစ်တဲ့လူတွေက တတော်များများကဖြုတ်တင်ဖြုတ်တိုက်လို့ဖြုတ်တဲ့လူတွေရှိတယ်။တချို့တော့လာလာစာလင်ယူနေတဲ့လူတွေမှာအများကြီးရှိခဲ့ပြီးလက်ရှိတချို့သောနေရာတွေမှာဒါကျွန်တော်မတင်မှတ်ပဲပြုတ်သွားတယ်။ဒါပေမဲ့လက်ရှိဒါ total percentage ကတရားခံလို့တွက်မယ်ဆိုရင် maybe 80 to 85%ကဒီဖြုတ်တင်ဖြုတ်တိုက်လို့ဖြုတ်ခဲ့တာလို့ပြောလို့ရတယ်မှာပါ။အဲ့70%ကနှမျောဖို့ကောင်းပေမဲ့လက်ရှိမှာ United တင်းနဲ့ဒီဘာနဲ့အဲ့တော့ United တင်းနဲ့ဒီလူတွေဖြုတ်ထည့်ကာကနေပြီး total တစ်နှစ်ကို9.6%တက်တာပါ။ဒါကစားသမားတွေမဟုတ်သေးဘူးနော်။အဲ့တော့ ်ရုပ်တရက်ကြည့်မယ်ဆိုတာခုနကပြောတဲ့ financial run မှာတော်တော်လေးအသင့်အတွက် impact ကြီးတယ်ဘယ်လောက်ထိ impact ကြီးလဲလက်ရှိမှာလူဝယ်တဲ့ဥစ္စာအထိပါဒီရဲ့ impact ကတော်တော်လေးဝင်ရောက်လာခဲ့တယ်ပဲဘာလို့လဲခုနကပြောတဲ့ဒါကျွန်တော် revenue ရဒါကျွန်တော်တို့ထွက်ငွေရအရင်ကြီးမများတော့တဲ့အချိန်မှာဒါကျွန်တော် profit ကတဖြည်းဖြည်းနဲ့ marginalize ဖြစ်လာခဲ့တယ်အဲအင်းရဆိုအနေနဲ့ဒီဟာတွေမဟုတ်ပဲလက်ရှိမှာကွင်းတွင်းမှာပါကစားသမားဝယ်ယူတဲ့အချိန်မှာလက်ရှိမှာဒီနှစ်အေးပေါ်ဒါကျွန်တော် inios တို့ဝယ်ယူထားတဲ့ကစားသမားလက်ရှိအခြေအနေတွေကိုကြည့်မယ်အကုန်လုံးကအသင်းပေါ်ကိုထိုက်တင်တဲ့လူတွေအကုန်လုံး contribute လုပ်ခဲ့တယ်နောက်ဆုံးပြလက်ရှိမှာဒါကျွန်တော်လာမယ့်ဒါဆောင်းရည်အပြောင်းရွှေ့မှာဒါထွက်ဖို့အတွက်နာမည်ကြီးနေ zig zig တို့အနေထားမှာပြန်ကြည့်မယ်ဆိုရင်တော့မဟုတ်တယ်မလားကျွန်တော်ကတသိန်းအတွက်ထိုင်းတဲ့လောက်ဒါကျွန်တော်တို့ interview လုပ်ခဲ့ရတာ။ Pep Guardiola မှာ zig zig ရဲ့ဒါကျွန်တော်တို့ခြေစွမ်းပြမှုတွေကလည်း Arsenal တင်းတဲ့ပွဲစဉ်မှာအင်တာမအေးပါခဲ့တယ်။သူ့ဘက်ကတိုင်ပတ်သွားတာရှိခဲ့ပေမဲ့ဒါကျွန်တော်ဘယ်လိုပဲပြောတာကျွန်တော် Indians တို့လက်အောက်မှာ weight ထိုက်ကစားသမားတော်တော်များများက home run ဖြစ်ခဲ့တဲ့ဥစားတွေကြီးပဲ။ အဲ့တော့ဥမာလက်ရှိမှာကန်ဆယ်ပိုင်းမှာမက်တီယိုလီဇစ်ဆိုတဲ့ဒါကျွန်တော်လက်ရှိ United ရဲ့ကန်ဆယ်မှာတော်လေးဦးဒါမသိမသာကောင်းနေတယ်။မာဇရာဝီကလက်ရှိမှာ United အသင်းမှာဒါကျွန်တော်ပြောရမယ်လက်ရှိဒါမနစ်က underrated အဖြစ်ဆုံးဒါဆိုင်းနေတဲ့ကတခုပေါ့နော်။ဒီနှစ်ဝယ်ယူမှုတွေမှာလက်ရှိမှာ Benjamin Sesko လည်းအသင်းနဲ့တဖြည်းဖြည်းအသားချလာခဲ့တယ်။ Matthew Skona ကလည်းနည်းနည်းလေးစောင့်ကြည့်ခြင်းစရာလူပဲမဲ့အခုလက်ရှိမှာနောက်ဆုံးဝယ်ယူမှုတွေ Senna Lemans ဆိုတဲ့အသင်းပေါ်မှာ impact ကြီးမာခဲ့တယ်။ပြီးဒါကျွန်တော်တို့ Brian Antwerp Antwerp ကလက်ရှိမှာ United အသင်းရဲ့ဒီနှစ်အကောင်းဆုံးတော့ဒါကျွန်တော်ခြေစွမ်းနေတဲ့သူအသင်းရဲ့ contribution ပိုင်းမှာ immediate မှာဒါကျွန်တော်လက်ဖြားခါလောက်အောင်လုပ်ပြနေခဲ့တာ တွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့အဲ့ဒါညပတ်သက်ပြီး United အသင်းကကွင်းတွင်းကွင်းပြေးမှာဒါကျွန်တော်တို့လူများအိမ်နဲ့ပြန်ရှင်မယ်ဆိုလက်ရှိမှာ Arsenal တို့ City တို့ Liverpool နဲ့ပြန်ရှင်မယ်ဆိုရင်တော့ဒါကျွန်တော်တို့တက်မှုလုံးကနည်းနည်းလေးအားနေတယ်ဒါပေမဲ့ဒါကျွန်တော်တို့ဒါတို့ကဘတူးတက်ဘူးလို့ပြောလို့မရဘူးဒါကတော့ကျွန်တော်တို့လူတယောက်တစ်ယောက်ကဒါကျွန်တော်တို့တိုးတက်ပိုင်းတိုးတက်တဲ့အခြေအနေကမတူဘူးဒီက India စုအုပ်စုနေတဲ့ဒါကျွန်တော်နောက်မှာဆွဲထား restriction ရှိတယ်ပြဿနာဘာဖြစ်လဲဂလီဇာမိသားစုကအခုချိန်ထိဆွဲထားလို့မရဒါလွန်ခဲ့တဲ့ဒါကျွန်တော်တို့ရပ်ပိုင်းအနေငယ်ကဒါကျွန်တော် Sergeant Mouse ဆိုတာဒါကျွန်တော်တို့အဘဘူး ကန်နီဒက်ဂလစ်ရဲ့ဒါကျွန်တော်တို့ဆယ်အဲလစ်ဖာဂူဆန်တို့ဒါကင်မရာရိုက်တိုက်တဲ့အချိန်မှာရှေ့မှာဒါကလောက်ဂလီဇာမိသားစုရဲ့ဒါကျွန်တော်မိသားစုကဒါကျွန်တော်ဘောလုံးမဲ့ဆက်လာကြည့်တယ်ပြောချင်တာကတရှိမှာဂလီဇာမိသားစုကမထင်မှတ်ပဲနဲ့အသင်းကိုဆက်လက်ပြီးတော့မှွေနေစေဖြစ်တဲ့ဆိုတဲ့ဥစ္စာကိုလည်းသူကထည့်ရထားခဲ့တယ်ဂလီဇာမိသားစုလည်းခုလက်ရှိမှာအသင်းလေးနည်းနည်းလေးဒါကျွန်တော်ပုံမှန်လေးပြန်ဖြစ်ဖို့အတွက်ဒါလမ်းမှန်ပေါ်ရောက်နေတဲ့အချိန်မှာအသင်းကိုရောင်းမဲ့ဘာညာဆိုတဲ့သတင်းကလည်းသူတို့ဘက်ကပဲထုတ်လွှင့်ခဲ့တယ်လို့သိရတယ်မှာပါတယ်အဓိကကဒီနေရာမှာဒါကျွန်တော်အင်ဒီယားစုဘက်ကိုအဓိကပရက်ရှာပေးတာပဲအင်ဒီယားစုနေရာခုလက်ရှိမှာတွေ့လာမင်းတို့မဝယ်ဘူးဆိုဝယ်မဲ့လူရှိတယ်နော် မင်းတို့ဝင်ဝယ်ဆိုတဲ့ပုံစံမျိုးကိုလက်ရှိမှာတော့အဲ့တော့ Indio ဆိုရင်လက်ရှိ clause ကတော့ shift မှာ very simple ပဲသူတို့အနေနဲ့ဒါလက်ရှိမှာဒါအကဲ9ဘီလီယံနဲ့ဒါကျွန်တော်တို့ဂလီဇာမိသားစုနဲ့ရောင်းခဲ့မယ်ဆိုရင်တော့မှသူတို့ကအရင်ဆုံးဝယ်ယူပိုင်ခွင့်ရှိတယ်သူတို့မဝယ်ဘူးဆိုမှကျန်တဲ့လူကဝယ်ယူရမယ်ထားမှရှိတယ်အခုလက်ရှိမှာဒါ Indio ဆိုအုပ်စုကရှင်းတယ်သူတို့နေကွင်းတက်ဆောက်မှာဖြစ်တဲ့ကြောင့်မို့ United ရဲ့ဒါကျွန်တော်ဝယ်ယူမဲ့အဥ္စာကိုသူတို့နေမစင်စားနိုင်ဘူးလက်ရှိမှာ United နဲ့ဒါ India ဆိုကြတဲ့မှာကောင်းမွန်တဲ့ဆက်ဆံရေးအကြောင်းအပြည့်အကျဉ်းဟိုကောင်းမွန်တဲ့ဒါအစကတည်းကဒါကျွန်တော်စာချုပ် ါအချက်လက်တစ်ခုရှိပြီးသားအဲ့ဒါကဘာလဲကောင်းမွန်တဲ့ဆက်စင်ပဲကောစာချုပ်ပါအချက်လက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲ United ရဲ့ဒါကျွန်တော်တို့လက်ရှိ share တွေကိုဒါကျွန်တော်တို့ဂလီဇာမီသားစုစီကနေဖြည်းဖြည်းနဲ့မှန်မှန်ဝယ်သွားလို့ရဖြစ်ပြီးတော့ at least တော့ဖြည်းဖြည်းနဲ့မှန်မှန်ဝယ်သွားဖို့အတွက်ဒါကြိုးစားဖြစ်တယ်။ Sergeant Radcliffe အနေနဲ့ခုလက်ရှိမှာမတိမတ United စီကနေပဲ Class B share တွေဝယ်ဝင်နေတာနှစ်ကြိမ်ရှိခဲ့ပြီလို့သိရတယ်မှာပါတယ်။အဲ့တော့ပြောချင်တာမတိမတဝယ်တာလည်းရှိတယ်၊တိတိတတဝယ်တာလည်းရှိပြီးအဲ့လက်ရှိမှာဒီနေရာမှာရှိ။အဲ့တော့ဂလီဇာမီသားစုနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ United စီကနေပြီးရတဲ့ percentage အကုန်လုံးကိုသူတို့အိတ်ထဲပဲအဓိကထည့်နေစေဖြစ်ပြီးတော့အသင်းပေါ်ကိုဘာမှ contribute ဆက်လက်ပြီးမ မလုပ်သေးဘူးလို့လည်းသိရတယ်မှာပါအဲ့တော့အင်းတို့ဆိုအနေနဲ့ခုနပြောသူပဲလက်ရှိမှာဒါကြောင့်အသင်းအတွက်လည်းတိုက်ပွဲဝင်နေရဆိုအသင်းရဲ့ internal politics မှာလည်းဘာမှမဟုတ်တဲ့စောက်အေးမပါတဲ့ဥစ္စာတွေကိုအခုချိန်ထိဒါ internal politics အနေနဲ့တိုက်ပွဲဝင်နေရစေဖြစ်တယ်ယူနိုက်တက်အနေနဲ့ပြောချင်တာဗျာလက်ရှိမှာဒါကျွန်တော်တို့ ်ပြေးတော့ပြေးနေတယ်ခြေတော့ကိုကြကျိုးတုပ်ပြီးတော့ခုံဆော့ခုံဆော့နဲ့ပြေးခဲ့တယ်သူများအသင်းတွေပြေးနေတာကျွန်တော်လက်ရှိမှာ Nike တွေဝတ်တယ် Adidas တွေဝတ်တယ်လက်ရှိမှာကိုရီးယားဖနက်မစင်ပြီးတဲ့ပြင်ဒါကျွန်တော်တို့ပြေးနေတဲ့ကောင်လည်းအရန်ပြေးဖို့အတွက်ဆရာထက်တန်ယူတာပြေးတာပြေးနေတယ်အခုလက်ရှိမှာခြေတော့ခုနကပြောခြေတော့တစ်ဖက်ကိုဒါကျွန်တော်ခြေစုပ်ဝတ်ပြီးတာတစ်ခြေတော့တစ်ဖက်ကိုဒါကျွန်တော် Crocs ဝတ်ပြီးတော့တစ်ခြေတော့တစ်ခြေတော့တစ်ဖက်ကိုဒါကျွန်တော် Shoe ဝတ်ပြီးထားတယ်ပြေး ပြဿနာအဲ့လိုပုံစံအဲ့တော့ပြောချင်တာလက်ရှိမှာ United မှာ politics က internal politics အများကြီးပဲဒါပေမဲ့ United ကဒါပေမဲ့ဒါကိုတော့မှလမ်းကြောင်းမှန်ဖို့သွားနေစေဖြစ်တယ်။ Ruben Amorim ကလက်ရှိမှာ United ဒါကြောင့် Ineos Osu ရဲ့ဒါကြောင့် man of the man ဖြစ်သုံးမယ်။အခုလက်ရှိမှာသူတို့နေတဲ့ဒီဒီပြက United ဒါ long run မှာ immediate မှာ impact ကြီးနားနိုင်တဲ့ဒီပြက်တရားလို့သူတို့နေနဲ့တွတ်ထားစေဖြစ်တယ်လို့ကျွန်တော်နေနဲ့သိရတယ်မှာပါတယ်။ဒါလက်ရှိမှာဒါ United ဘက်ကရှင်းတယ်အရင်တုန်းကတော့ဒါကျွန်တော် cycle တစ်ခုသူတို့နေပယ်ဖြတ်မယ်အားနေနီးပြထုတ်တာတဲ့ဆိုင်ကစားသမားကိုပြောင်းပြစ်သင်ကစားသမားကိုပြောင်းပြစ်မယ်နီးပြကြီးပဲပြောင်းလဲတာကို Ineos ဘက်ကအဖြေတစ် ခုမဟုတ်ဘူးလို့သူတို့ဘက်ကကောင်းကောင်းမွန်မွန်ဒါကျွန်တော်တွေးထားပြီးသားဖြစ်တယ်အဲ့တော့ဒါကြောင့်မို့သူ့အနေနဲ့ဒါကျွန်တော် Indian Super ကနေ Jim Ratcliffe ကို interview သူဟာ၃နှစ်ပေးသင့်ပေးသွားမယ်ဆိုတဲ့အချက်ကိုပြောသွားရဖြစ်တယ်သူ့အနေနဲ့လက်ရှိမှာ United ကဒါကျွန်တော်တို့တစ်ချိန်ကဒါကျွန်တော်တို့ဟာလေ Rafael Ranick ပြောခဲ့လို့ United ကဒါကျွန်တော်တို့ဒါခဏခဏဒါကျွန်တော် surgery လေးလုပ်အောင်မို့ cosmetic surgery လုပ်အောင်မို့ပဲနဲ့ဒါလုံးဝဒါကျွန်တော်တို့ဖွင့်ချပြီးအစအဆုံးပြန်ပြန်ရဖြစ်တယ်ဒီအစအဆုံးပြန်ပြန်ရမယ့်နေရာမှာနီးပြကအမြဲတမ်းလိုလိုဖြစ်နေခဲ့ပြီပြောချင်တယ်ဗျဟိုရုပ်ကလေးလောက်အောင်ပဲပြန်ပြင်နေတာဒါကျွန်တော်တို့လက်ရှိမှာနောက်က အဓိကစိတ်ရင်းကမပြောင်းနိုင်အဲ့တော့စိတ်ရင်းပြောင်းမှုလို့အဲ့တော့ခုနကကစားလက်ရှိကွင်းထဲမှာကစားတဲ့ကစားသမားအင်မတန်မှအရေးကြီးဆုံးပဲအဲ့ဒီကစားသမားက impact မရှိဘူးဆိုရင်အလကားပဲ is bullshit ပဲအဲ့တော့ဒီနေ့မှဒါ Jim Regal ကဒါကြီးကောင်းကောင်းလက်ခံတာပြဿနာကဂလီဇာကသူတို့ operation ပုံစံကနေနည်းနည်းလေးကွာဟတဲ့အကြောင်းမူလက်ရှိမှာဂလီဇာမိသားစုက armor ring ကိုတိတ်ပြီးသဘောမချဘူးဆိုပြီးသူ့ရဲ့ article ထဲမှာနည်းနည်းရေးထားခဲ့တယ်ဒါပေမဲ့လက်ရှိမှာဂလီဇာမိသားစုကဒီ pop class b share တွေကိုစတင်ပြီးရောင်းချခဲ့တဲ့က ဂျင်ရက်ကလစ်ပြုတ်ကို footballing operation ဝင်ရောက်မနှောက်ယှက်ပါဘူးရေဒါကျွန်တော်လက်ရှိမှာအကြံပေးပိုင်ခွင့်ပဲရှိပါတယ်ဆိုတဲ့အချက်လေးဖြစ်တယ်အဲ့တော့ United အတွက်အခုလက်ရှိမှာပြန်ပြီးစဉ်းစားကြည့်အောင်ဒါအခုလက်ရှိမှာလမ်းမှန်ပေါ်တော့သွားနေနည်းနည်းနှင်းနေတယ်ဘာကြောင့်နှင်းလဲဆိုတဲ့အကြောင်းအရာကဖြည်းဖြည်းလေးပဲဒါရှင်းရှင်းလေးပဲဆိုဖြည်းဖြည်းလေးရှင်းရှင်းလေးပဲလက်တစ်ပတ်တကွနာပေါ့ကျိုးတက်ခြေောက်ကိုကျိုးတုပ်ပြီးခုံခိုင်းနေတယ်သူများတွေဒါဒီတိုင်းပြင်းနေချိန်မှာခြေောက်ကိုကျိုးတုပ်ပြီးခုံခိုင်းနေတဲ့အချိန်လားဖြစ်တယ်လက်ရှိမှာဂလီဇာမီသားစုကအခုချိန်ကြီးအသင်းကိုမတိမတာဆွဲထားတာဖြစ်ပြီး Ineos တို့ကိုယ်တိုင်ကတစ်ချက်ချက်ဂလီဇာမီသားစုစီကသတင်းတွေတက်လာရင်တော်တော်လေးကို confuse ဖြစ်ဖြစ်သွားတာကိုလေအမြဲတမ်းလို့လို့တွေ့ရ မယ့်အခြေအနေကိုတွေ့ရမယ်တဲ့မဟုတ်ပါအဲ့တော့ United သင်ကလက်ရှိမှာဒါကျွန်တော်သူ့ရဲ့ topic လေးလို့ပဲကျွန်တော်ဒီညမှာလက်ခံတယ်ဖြစ်ဖြစ်နဲ့မမှန်သွားနေသေးပဲဖြစ်တယ် United ကဒီညမှာဒါကျွန်တော်ဒီဖြစ်ဖြစ်နဲ့မမှန်သွားတဲ့ game မှာကိုအနိုင်ရသွားနိုင်မလားဒါကိုတော့ကျွန်တော်တချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါပါတယ်အဲ့တော့ညီကိုတို့ကဘလို့မြင်လဲလက်ရှိမှာတော့ကျွန်တော်ဒီလောက်ပဲပြောချင်ပါတယ်နောက်နေ့ကျမှဒါ article ကျွန်တော် opinion piece တွေကျွန်တော်ထပ်ပြီးတော့တင်ပေးပါအောင်မယ် ဘောလုံးပွဲတွေကိုကြည့်ရှုကြနေဆိုရင်တော့ youth sport media 3.0နဲ့ tv4 တို့မှာကျင်းလူဆက်ပေါအောင်ကြည့်လို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဗျ။မြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်။အားလုံးမကြိုတူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေ။စုမုံကောင်းတောင်းပြီးနေပဲ။ကျွန်တော်တို့ရဲ့နောက်မှာပဲ ACC2 ကြရပေါ့။အားလုံးမကြိုတူပါနဲ့ဗျ။ကျွန်တော်တောင်းပြီးပါဦး။ဒီပါဗျ။